မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။ပုံမှုချုပ်ချုပ်ထုံးအောင်ပြစ်ခတ်ခံရပြီးရဲ့နောက်တိုင်းဦးစီးချုပ်နဲ့ဒုတိယတိုင်းမှုလို့ခေါ်ယူစစ်ဆေးခံနေရပြီးဒုတိယစစ်ကောင်ဆောင်ပါရန်ကုန်ဆင်းလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အငိမ့်စားပုံမှုချုပ်ချုပ်ထုံးအောင်ပြစ်ခတ်ခံရပြီးရဲ့နောက်ရန်ကုန်တိုင်းတိုင်းဦးစီးချုပ်နဲ့ဒုတိယတိုင်းမှုလို့ကိုနေပြည်တော်မှာအမိန့်နဲ့ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေကြောင်းသိရပါရယ်။ရန်ကုန်တိုင်းတိုင်းဦးစီးချုပ်ပုံမှုကြီးတပ်ပိုင်စော်ကိုလုံခြုံရေးပေါ်ရော့တယ်လို့ဆိုပြီးနေပြည်တော်မှာအထက်ရရှိတွေကခေါ်ယူစစ်ဆေးမှုတွေပြုလုပ်နေကြောင်းသိရ ပါတယ်။ဗိုလ်မှူးချုပ်ချုပ်ထုံအောင်ပြစ်ခတ်ခံရတာနဲ့ပတ်သက်ပြီးတိုင်းဦးစီးချုပ်အဆင့်ကိုပါခေါ်ယူပြီးစစ်ဆေးတာတွေလုပ်နေတယ်။လုံခြုံရေးမြင့်နဲ့မယန်းကုန်းလိုနေရာမျိုးမှာဖြစ်သွားတာဆိုတော့အကုန်မျက်ခုံးလုံနေကြတယ်။နေရောညမှာရန်ကုန်မှာအစစ်အစစ်အဖမ်းစီးပူကျန်လာတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒုတိယစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီးစုံဝင်းကလည်းဗိုလ်မှူးချုပ်ဟောင်းချုပ်ထုံအောင်ကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်ကိုရောက်ရှိလာပြီး၎င်းရောက်ရှိချိန်မှာတန်လင်းတံတားနီးဘုံခေါက်ခွဲခံရတဲ့အတွက်ရန်ကုန်တိုင်းတိုင်းမှုကိုတာဝန်ပေါ်ရတယ်လို့ဆိုပြီးခေါ်ယူစစ်ဆေးနေကြောင်းတက်သတင်းရင်းမြစ်တွေ Cigatilla Barein. ဒါအပြင်ဒုတိယတိုင်မိုးနေရာမှာဗိုလ်မှူးချုပ်ချုပ်ထွန်းထွန်းဝင်းကိုပါဆက်လက်စစ်ဆေးသွားမှာဖြစ်ကြောင်းတပ်အတိုင်းဝိုင်းမှာသတင်းများထွက်ပေါ်လျက်ရှိပါရယ်။မယန်းကုန်းမှဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုအပြီးရန်ကုန်မြို့အတွင်းလုံခြုံရေးတင်းကျပ်ထားပြီးရှစ်မိုင်စစ်မှုတန်းဟောင်းရုံးအတွင်းမှာစစ်ကောင်စီရရှိတွေကိုခေါ်ယူစစ်ဆေးနေကညအချိန်ထိအရက်ဝတ်တင်နေပါခေါ်ယူစုဆောင်ထားကြောင်းသတင်းအရင်းမြစ်တွေစီကသိရပါရယ်။ဒုတိယစစ်ကောင်ဆောင်ကိုယ်တိုင်နေပြည်တော်မှာရန်ကုန်ကိုရောက်လာပြီးဗိုလ်ချုပ်ချုပ်ထွန်းအောင်ရမိသားစုတွေနဲ့တွေ့ဆုံအားပေးမှုတွေလည်းပြုလုပ်ခဲ့ကြောင်းသိရပါရယ်။ဆက်လက်ပြီးတောင်ကုန်းမှာစစ်မှုတန်း ဥပဒေကိုဆန္ဒပြတဲ့ဒေသခံ90ခန်းကိုအေးဖမ်းဆီးရကြောင်းတင်ဆက်ပေးပါမယ်။အာရခတက်တော်အေးရဲ့စစ်မှုထမ်းဥပဒေကိုဆန္ဒပြတဲ့တောင်ကုတ်ဒေသခံ90ခန်းကိုအေးကဖမ်းဆီးလိုက်ကြောင်းသိရပါရယ်။တောင်ကုတ်ဒေသချင်းရွာ9ရွာမှာအေးရဲ့စစ်မှုထမ်းဥပဒေကိုဆန္ဒပြခဲ့တဲ့ဒေသခံ90ခန်းကိုပြီးခဲ့တဲ့မေလ18ရက်နေ့မှာအေးကဖမ်းဆီးလိုက်ကြောင်းဒေသတွင်သတင်းအရင်းမြစ်တွေစီကသိရပါရယ်။ သဘောဆန္ဒလျောက် AAC မှာစစ်တင်နံသွားတက်နေသူတွေရှိပါတယ်။လူငယ်အများစုကတော့မိသားစုကိုရှာဖွေကြွေးတာနဲ့နိုင်ငံခြားထွက်ပြီးအလုပ်လုပ်ဖို့ရှိမှန်းထားသူတွေလည်းရှိပါတယ်။ကျွန်တော်တို့အိဆိုသားနဲ့သမီးကတအိမ်လုံးကိုလှုပ်ကြွေးနေတာစစ်မှုတန်ဖိုးနှစ်ယောက်လုံးအသက်အကျုံးဝင်နေသူတို့အတွက်ပူပင်ရမှုတွေရှိတယ်။ကိုအစိုးရမှကိုလိုချင်တာကိုတောင်းဆိုတာဖမ်းဆီးခံရတာတော့မတရားပါဘူးလို့တောင်ကုတ်ဒေသခံကသတင်းဌာနကပြောပါတယ်။ ကင်းတောင်ကျင်းရွာတန်းလွဲရွာမှာမှလက်မှုစားပြင်စားတဲ့ကျေးရွာ၅ရွာမှာအမျိုးသမီးတွေပါဝင်ကျေးရွာသူကျင်းရွာသား90ခန့်ကိုအေကဖမ်းဆီးလိုက်တာဖြစ်တယ်လို့လည်းသိရပါ ကင်းတောင်ချင်းရွာတန်းလဲရွာမှာမှလက်မှုစားပြင်စားတဲ့ကြေးရွာ၅ရွာမှာအမျိုးသမီးများအပါအဝင်ကြေးရွာသူကြေးရွာသား90ခန့်ကိုအင်းကဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါဗျ။တန်းလဲရွာမှာကြေးရွာမှာဒေသခံ22ဦးကင်းတောင်ရွာမှာ14ဦးစားပြင်ရွာမှာ73ဦးလက်မှုရွာမှာ9ဦးတို့ကိုအင်းကဖမ်းဆီးထားပြီးဒီကနေ့တင်ပြန်လွတ်ပြေးခြင်းမရှိကြောင်းသိရပါဗျ။အင်းကရခိုင်ပြည်နယ်တွင်နေထိုင်ကြတဲ့လူငယ်များကိုရခိုင်ပြည်နယ်ပြင်ပကိုထွက်ခွာခွင့်ကိုတားမြစ်လိုက်ကြောင်းနဲ့အသက်ပြည့်မီတဲ့လူငယ်တိုင်းစစ်မှုထမ်းဆောင်မှာဖြစ်ကြောင်းပြီးခဲ့တဲ့မေလ22ရက်က တရားဝင်ထုတ်ပြန်ပါတယ်။အမျိုးသမီးဖြစ်ပါကအသက်18နှစ်မှ25နှစ်အတွင်းအမျိုးသားများအသက်18နှစ်မှ45နှစ်အတွင်းရခိုင်ပြည်နယ်ပြင်ပကိုထွက်ခွာခွင့်မပြုကြောင်းတားမြင့်မိန့်တစ်ခုကို EE ကထုတ်ပြန်ထားတယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီလေကြောင်းတိုက်ခိုက်နေလို့ဂျာကာလာပညာရေးကျောင်းများအားလုံးယာယီပိတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကစာတင်ကျောင်းစင်းယုံစားတဲ့လူစုလူဝေးရှိရာနေရာတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေလို့မြေပြင်မှာဖွင့်လှစ်ထားတဲ့ဂျာကာလာပညာရေးကျောင်းများအားလုံးခိတ္တယာယီပိတ်ထားဖို့အမျိုးသား ားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနကမေလ25ရက်နေ့မှာညွှန်ကြားချက်ထုတ်ပြန်ပါတယ်။ ပညာသင်ကြားနေတဲ့ခြေကံပညာပြည်သူအခြေပြုပညာရေးကျောင်းများအစ်မြေပညာရေးများနဲ့အသက်မွေးပညာကျောင်းများအားလုံးရှားရီပိတ်ထားဖို့ညွှန်ကြားတာဖြစ်ပါတယ်။နိုင်ငံတော်အာဏာကိုစစ်တပ်မှမတရားသိမ်းပိုက်ပြီးချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနကကလေးသင်ငယ်များပညာသင်ကြား권မဆုံးရှုံးစေဖို့အတွက်ဂျာကာလာပညာရေးကိုနီလန်းမျိုးစုံနဲ့ဖော်ဆောင်သင်ကြားပေးခဲ့ပြီးအခုချိန်မှာစစ်ကောင်စီကစာသင်ကျောင်းများစင်ယုံများကိုလေကျောင်းများမှနီလန်းမျိုးစုံနဲ့ပုံကျဲခြင်းဆက်တနက်များနဲ့ရည်ရွယ်ချက်ရှိရှိပြတ်ခတ်တိုက်ခိုက်ခြင်းတာဝေးပြက်လက်နက်ကြီးများနဲ့ပ စ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့်လူသားများပေါ်ဆင်ရဆွေးမှုကိုနေစဉ်ဆိုးရွားစွာကျူးလွန်လျက်ရှိတယ်လို့ဆိုပါတယ်။နိုင်ငံသားကောင်းရတနာကလေးတငယ်များဆင်ရဆရာမများနဲ့ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေဖို့အတွက်တင်ကြားရေးယာယီရနာခြင်းဖြစ်ပြီးဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများဆောင်ရွက်နေစဉ်အတွင်းခေတ္တယာယီရနာထားဖို့ညွှန်ကြားလိုက်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ညွှန်ကြားချက်ကိုသက်ဆိုင်ရာအစဉ်စဉ်သောတာဝန်ရှိဖွဲ့စည်းများမှကြီးကြပ်ကူညီပူးပေါင်းပါဝင်ဖော်ဆောင်ပေးကြဖို့နှင့်တင်ကြားသင်ယူနေစဉ်ဆက်မပြတ်စေဖို့အတွက်အမျိုးသား ညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့မူဝါဒများလမ်းညွှန်ချက်များအတိုင်းဆောင်ရွက်ပြီးဖို့တိုက်တွန်းထားပါတယ်။ဒီလိုစီမံလိုက်တာကောင်းနေဘေးအန္တရာယ်ကင်းအောင်အရင်လုပ်ရမယ်။တင်နေရင်လီရင်တန်ကြားလို့ကလေးတွေကြောက်လန့်နေကျွန်တော်တို့မျက်ရည်ဝဲရတယ်လို့စကိုင်းတိုင်းကြားကလာပညာသင်ကြားရေးအကြောင်းဆရာတအုပ်ကဆိုပါတယ်။ စစ်ကောင်စီကမေလ12ရက်ကတပန်ရင်မြို့နယ်အိုးဒိန်လင်းချင်းရွာစာတင်ကျောင်းကိုလေကျောင်းမှပုံချေတိုက်ခိုက်ခဲ့ရာဆီယမနှအူကျောင်းသားကျောင်းသူကလေးငယ်22ဦးတိဆုံပြီးစုစုပေါင်း100နှစ်ဦးထဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်မေလ23ရက်ညနေ2:45မိနစ်ခန့်ကလည်းမင်းကင်းမြို့နယ်မင်းစုချင်းရွာကိုစစ်ကောင်စီတပ်ကလေကျောင်းမှပုံချေမှုအတွင်းမူကျောင်းကျောင်းတက်မဲ့9နှစ်အောင်ကလေးငယ်9ဦးပါဝင်ကလေးငယ်9ဦးနဲ့လူကြီး9ဦးစုစုပေါင်းတိဆုံသူ14ဦးတိဆုံခဲ့ပါတယ်။ဆက်လက်ပြီးမြင်းချံမြို့နယ်ဆောင်ရွာပြူစောတိစခန်းကိုဒရုန်းနဲ့ပုံချေ တိုက်ခိုက်မှုပြူစောတီနှောင်းဦးတည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းချက်မြို့နယ်ဆုံရွာပြူစောတီစခန်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာပြူစောတီနှောင်းဦးတည်ဆုံခဲ့တယ်လို့သိရပါရယ်။မေလာ24ရက်မနက်10:00နာရီကမြင်းချက်မြို့နယ်ဆုံရွာပြူစောတီစခန်းရှိစစ်ကောင်စီတပ်သားများနှာနေတဲ့နေရာများနဲ့ဂျမားဆက်ရှိတဲ့နေရာတွေကို Face Ring Drone ကိုစီးနဲ့အဆက်မပြတ်ပုံကျဲတိုက်ခိုက်ခဲ့ရာပြူစောတီနှောင်းဦးတည်ဆုံပြီးအများပြားတံရရရှိပြီးနေအိမ်တလုံးမိလောင်ပျက်စီးခဲ့ကြောင်းသိရပါရယ်။အလုံး20ကျော်ကျဲချခဲ့တာပါဂျမားနေရာ ရဲ့စစ်သားတွေအထိုင်နေရင်အုပ်ကြီးအိမ်ရဲ့အဲ့ဒီနေရာတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာထင်ရမှုရှိခဲ့ပါတယ်။လက်နက်ကြီးလက်နက်ငယ်တွေနဲ့စုံရွာတဲ့ပြန်ပစ်တာတွေရှိရဲကျွန်တော်တို့ရဲဘော်တွေဖိကင်ပါတယ်လို့ Peace Corps Drone Team မြိုင်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောပါတယ်။အစိုးရတိုက်ခိုက်မှုကို Peace Corps Drone Team မြိုင်ရင်းမပင်ခရိုင်တပ်ရင်း35တပ်ခွဲနဲ့ GZ 21ရင်းမပင်ခရိုင်တပ်ရင်း16 B 21ကနီ PDF NPDF ရင်းမပင်ငစုံတိုက်နဲ့ပတ်ပါကဖာ မြိုင် drone force md ရဲ့တားခင်စိန်ပွဲအာမန်တဲ့ငစုံ revolutionary air force မြိုင်925ငစုံနဲ့အင်ယာမွေဝေးငစုံဖွဲ့တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ် Peace Corps drone တင်မြိုင်အနေနဲ့ drone mission များအဆက်မပြတ်လှုပ်ဆောင်နိုင်ဖို့အညာဝေဟင် drone စစ်စင် campaign ကိုပြုလုပ်လျက်ရှိပြီးမိဘပြည်သူများအနေနဲ့ဝန်ရံပြီးကြဖို့လည်းမြတ်တမ်းရက်ခံထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဗထောင်မြို့နယ်မှာတိုက်ပွဲပြန်လည်ပြင်းထန်နေပြီးစစ်ကောင်စီကအရေးပေါ်ပေါ်တာဆွဲမှုတွေပြုလုပ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းနောက်ချမ်းဗထောင်တပ်နဲ့မတုံရွာတဝိုက်မှာစစ်ကောင်စီနဲ့အရခတပ်တော်အေပူပေါင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲပြန်လည်ပြင်းထန်နေကြောင်းသိရပါတယ်။ညောင်ကျိုးမှနေပြီးမတုံဘက်ကိုအခုမေလာနောက်ဆုံးပတ်အတွင်းမှာစစ် ရေးရောက်ရှိနေပြီးစစ်ကောင်စီရဲ့အမတ်ဆက်ချောင်းကာကွယ်ပစ္စည်းစက်ရုံကပ္ပစ၁၆တွင်မှနေပြီးလက်နက်ကြီးတွေနဲ့ပစ်ကူပြီးနေပြီးစစ်ရေးမှညောင်ကြောက်ဘက်ကိုတက်လာခြင်းမရှိဘဲမတုံဘက်မှထီးထွေတိုက်ပွဲပြင်းထန်နေကြောင်းစစ်ရေးတရင်အရင်မြစ်တွေစီကသိရပါတယ်။ညောင်ကြောက်နဲ့အုပ်ရှိပင်ဘက်ကိုတိုက်ပွဲရောက်လာမယ်ထင်ပြီးစစ်ရေးပြင်ထားတာကပ္ပစ၁၆တွင်မှလည်းလူအင်အားတွေဖြည့်ပြီးလက်နက်ကြီးတွေနဲ့စက်တိုက်ပစ်နေတဲ့ဒါပေမဲ့တိုက်ပွဲကမတုံဘက်ကိုလှည့်သွားတယ်လို့စစ်ရေးတရင်အရင်မြစ်တွေကပြောပါတယ်။ ရခိုင်ယိုမကနေပြီးထိုးပေါက်လာတဲ့စစ်မျက်နှာ၃ခုဖြစ်တဲ့ဗရန်ဗရောင်အေယာရီ၃ခုအနက်ဗရောင်တပ်နယ်မှာတိုက်ပွဲအရှိန်ပြန်လည်မြင့်လာခြင်းဖြစ်ပါတယ်။အီအီနဲ့ပူပေါင်းတပ်တွေကညောင်ကျိုးစကန့်ကိုတင်ပြီးနောက်ငလင်ကာလအတွင်းထိုးစစ်ရက်တံကအပြစ်ရထားပြီးရင်နောက်ရခုရက်ပိုင်းတိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ပါတယ်။စစ်ကောင်စီကပြည်မျိုးနဲ့ဗရောင်မျိုးနဲ့အုပ်ရှိပင်တို့ကိုဆက်သွယ်ထားတဲ့အဝေးပြေးလမ်းမကြီးနဲ့လမ်းဆောင်နေရာတွေမှာအဖွဲလိုက်စစ်ဈေးဖန်ဆီးမှုတွေလှုပ်ဆောင်လာကြောင်းဒေသခံတွေစီကသိရပါဗျ။မိုးရသည့်လက်ရလုပ်ငန်းခွင်ကိုပြန်လည်ဝင်ရောက်လာတဲ့ကာလဖြစ်ပြီးစစ်ကောင်စီက လယ်သမားတွေနဲ့အလုပ်တောင်းမျက်နှာလန်းစုံမြောင်ရှိရှီနန်လန်ပေါကံမလန်ခွဲတို့မှာစောင့်ပြီးဖန်ဆီးစစ်ဆေးခေါ်ဆောင်သွားမှုတွေပြုလုပ်နေကြောင်းသိရပါတယ်။